ရေကြီးရေလျှံမှုဖြစ်စဉ်တွေဟာငားမွေးကန်တွေနဲ့တားဖောက်စခန်းတွေလည်းပျက်စီးတာရှိနေတာကြောင့်ပြည်တွင်းငားစေးတွေမြင့်တက်လာနိုင်တယ်လို့မွေးမြူရေးပညာရှင်တွေကပြောပါတယ်ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်ခဏလေးနော်လက်ရှိဖြစ်ပေါ်နေတဲ့ရည်ကြီးရရှံမှုဖြစ်စဉ်တွေကြောင့်ပြည်တွင်းကငားမွေးမြူရေကန်ချို့နဲ့ငားပပေါက်စခန်းချို့ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ် ဒါကြောင့်ဈေးကွက်ထဲမှာငါရှားပါးလာနိုင်ပြီးလက်ရှိဈေးနှုန်းတွေတကူမြင့်တက်လာနိုင်ကြောင်းဝင်းမြူရေးပညာရှင်တွေကပြောဆိုလိုက်တာပါ။ဆန်လင်းကျွန်းရဲ့အနေထားကတော့လောလောဆယ်မှာတော့ဂျီကအောက်ကြီးရောနောက်အပေါ်ကျတဲ့ကြီးရောအင်းနေသေးတဲ့အတွက်ဂျီကဟိုပေါ့နည်းနည်းလေးပေါ့တနာယူတလက်မောင်းတလက်မောင်းတဖြည်းဖြည်းချင်းတညိမ့်ညိမ့်တော့တက်နေသေးတယ်။ဆိုတော့အဲ့ဒါကတော့ခုလက်ရှိအချိန်ကြီးတော့စိုးရိမ်နေရတယ်။နောက်ငါးကန်အနေထားနဲ့လည်းဟိုပေါ့တချို့ဒီမျိုးပေါက်ကန်လေးတွေကတော့ဣကြပြီးတော့ ရေတော့ဝင်နေပြီကမာကြီးတွေနေတာတော့ကာနိုင်နဲ့စီးနိုင်နဲ့ဆိုပေမဲ့ပြင်ပရေတအားအရှိန်များတဲ့ခါကျတော့ကံပြုံမှုတွေတော့ဖြစ်နေပြီရေကြီးရှင်နာတွေကြောင့်ငါးမွေးကံတွေပျက်စီးနေပေမဲ့လက်ရှိချိန်မှာတော့ငါးဆေးကအများကြီးမမြင့်တတ်နိုင်ပဲနောင်လာမဲ့နှစ်လလောက်မှသာတိတိတတ်တမြင့်တက်လာနိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ပါတယ်ကျွန်တော်ဆရာရော်သားမလားဆိုလို့ရှင်လည်းပဲဒီငါးတွေကဥပမာ PN နှစ်လလောက်ကရခိုင်မှာမိုးတော်ရွာရေတော်ကြီးသွားတယ် ဒီဒီအချိန်မှရခိုင်မှထွက်တဲ့ပဇွန်ကနေသွားတယ်အခု ARD မှာအခုဖြစ်တာလဲချက်ချက်လည်းငင်းတော့ကျွန်တော် effect ဖြစ်တယ်နောက်တစ်လနှစ်လမှတော့ effect ဖြစ်လိမ့်မယ်ကြိုးရင်းမှကျွန်တော်တို့ကတည်တည်နေပါဘောနော်ဥပမာဒီ ARD အဲ့ဒီခုဖြစ်နေတဲ့အချိန်မှာလွန်ခဲ့တဲ့၁၀၁၅လောက်မှာကျွန်တော်တို့ဗမော်ဘက်မှာဗမော်ကတားမှာရေးအရင်ကြီးအဲ့ဒီအချိန်ကလည်းကျွန်တော်ဒီမှာနေဘာတော့တတိထားတင်မလို့လား ငါးမွေးမြူရဲ့လုတ်ကန်သူတွေအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ရည်ကြီးရှင်တဲ့အခြေအနေကိုပြင်ဆင်မှုတွေလုပ်ပြီးထိန်းထားနိုင်ပေမဲ့လာမယ့်ရက်ပိုင်းအနေငယ်တွင်မှာဖြစ်ပေါ်လာမယ့်ရည်ကြီးမှုအနေထားကိုစိုးရိမ်မှုတွေရှိနေတာပါ။ဟိုသူတက်ဆိုင်ရမိုးလေဝသဌာနကလည်းထင်ရှားထားတာပေါ့နော်။နောက်တရည်ပေါ့ကြံသေးတယ်ဆိုတဲ့အခြေအနေပေါ့။အဲ့တော့ကျွန်တော်တို့ဒီလုပ်ငန်းရှင်နေနေထားနေတာကိုယ်လုပ်ငန်းအနေထားရလောလောဆယ်တော့ကံပြူတဲ့ဟာတွေတုတ်ရိုက်တယ်။နောက်ကွန်ပိုက်ကာတယ်ပေါ့။ အဲဒီဆောင်ရင်းထားပြီးတော့ရှိတဲ့ငါတော့တော်တော်များများဆွတ်တင်နေကြဆွတ်တင်နေပဲအဆင့်ကိုရောက်နေပေါ့ဆိုတော့လက်ရှိလာမဲ့ရေကိုတော့အရန်ဆိုးရင်နေကြတယ်လက်ရှိချိန်မှာငါမွှွင့်မြူရေးကန်တွေကိုတူးဖော်ရမယ့်အချိန်မရောက်သေးပဲတူးဖော်တာတွေရှိနေလို့ဈေးွက်ထဲမှာငါးတွေပေါ်နေတာပါဒါပေမဲ့နောက်တလားကျော်လောက်ဆိုရင်တော့ဈေးွက်ထဲမှာငါးတီးတီးတသာရှားသွားမှဖြစ်တယ်လို့သိရပါတယ်ကျွန်တော်ကတော့ကြော်စီရပါတယ်